Kijan Studio ကနေជួសបាទကျွန်တော်ဒီနေ့ဒီတမခံခုံရေကွန်လေးပေါ့เนาะဒီဟာလေးကိုကျွန်တော်ဖြတ်ဖို့အတွက်ဒီကြောက်လေးကိုကျွန်တော်ဘယ်လိုတုံးတက်တယ်လဲဆိုတော့ကျွန်တော်ပြောပြချင်လို့ပါကျွန်တော်ရဲ့အမြင်လေးပေါ့เนาะကျွန်တော်ဒါလေးကိုတော့ဈေးတန်းတစ်ခုနဲ့ဝယ်ခဲ့တာပေါ့ဝယ်ဈေးလေးတော့ကျွန်တော်မပြောတော့ပါဘူးเนาะအဓိကကျွန်တော်ကဒီကြောက်ကိုအပွင့်လိုက်ဖို့အတွက်ဝယ်ခဲ့တာပေါ့เนาะ အဲ့ဒါဆိုတော့ဒီမှာကြောက်လေးရဒီပုံစံအတိုင်းမှာပဲဝယ်တော့ကအခွန်လေးနည်းနည်းပါတယ်ဒီအတိုင်းလေးပဲတူတူချွတ်ထားတယ်ကျွန်တော်ကဒီကြောက်ကိုကြည့်ပြီးမှဘလို့စဉ်းစားပြီးမှဘလို့တုံးတက်ပြီးဝယ်ခဲ့တာလဲဆိုတော့ဒီကြောက်ကဒီမှာပါမကြည့်ပါဒီဘက်မှာခုံချိုးလေးပါတယ်ဒီနားမှာအလေကကြောက်တာကနည်းနည်းလေးတော့ညက်ချောလောက်ပေါ့နော် တအားကြီးအသားတော့မဆမ်းဘူးဒါပေမဲ့မဆိုးဘူးပြီးတော့ဒီဘက်ကကျူးပေါ့ဒီဘက်ကကျတော့ကျွန်တော်တို့ခုံကျူးကမရှင်ဘူးပေါ့ဗျာခုံကျူးတည်ရပါကျွန်တော်တို့ခေါ်တော့အဲ့ဒီအတွဲကျွန်တော်ကဒီနေရာတွေကို အပွင့်ခေါင်းကြီးနေတာပါကြောက်ရမ်းဖွဲ့စည်းမှုလေးလည်းကောင်းပါတယ်ဘုံမျိုးတအားကြီးမဟုတ်ပေမဲ့တူပါနဲ့တူအတင်းတက်ပေါ့နော်ဓမ္မပါကျွန်တော်ကတော့ဒီနေရာလေးတွေ ခုံချိုးပျော်ပြီးမှအပွင့်ထုတ်လို့ရတယ်ဆိုတဲ့အမြင်နဲ့ပဲကျွန်တော်တုံးတက်ပြီးမှဈေးတန်းတစ်ခုပေးပြီးမှဝယ်ခဲ့တာပေါ့နော်ဒီမှာကျွန်တော်တက်မီလေးတစ်ချက်ထိုးပြပါမယ်မှာပါတို့ရံဖွဲ့စည်းပုံလေးတွေ ဘက်မှာလည်းခုံလေးလေးလာတယ်ဘယ်မှာလဲပြီးတော့ဒီကြောက်ကကျွန်တော်တို့အပွင့်ဖြတ်သိရင်းနဲ့လိုက်လို့တကယ်လို့အပွင့်မရခဲ့ဘူးဆိုရင်လည်းဗပုဒါအနေနဲ့တော့တအားလာပါတယ်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်ကဒီကြောက်ကိုနှမျိုးစဉ်းစားလို့ရတဲ့အတွက်ကျွန်တော်ဝယ်ပြီးမှသေးစိတ်ကိုဖြတ်ပြပါမယ်เนาะ အလောဆယ်တော့ဒါလေးကိုကျွန်တော်အမြင်လေးရှင်းပြတာပါကျွန်တော်ကဒီကြောက်ကိုဘယ်နာနေအရင်ဆုံးဖြတ်ချင်တယ်လဲဆိုတော့မမိတ်ဆွေတို့မြင်ရလားမသိဘူးဒီမှာဒါအနာကြောင့်ပါဒီအနာကဒီဘက်ကိုလည်းပတ်တော့တယ်ဒီမှာဒီမှာဒီနာနေတထွက်တာဒါဒီအနာနဲ့ဆိုတော့ဒီလိုပေါ့နော်ဒီဘက်ပေါ့ အဲ့ဒီတဲ့တဲ့ကိုကျွန်တော်ဖြတ်မှာဖြစ်ပါတယ်တပါဒီအနာတဲ့တဲ့အဲ့လိုခွဲခြားလိုက်လို့ရှိရင်အကုန်လုံးဒါလုံးဝမိန်နံရှင်းရှင်းလင်းလင်းတိသွားပြီပေါ့ဗျာအပွင့်လုံးလို့ရလားဘပူပဲရမလားကဲအတူတူရင်ခုန်ကြည့်ရအောင်နော် ကဲဒီမှာပေါ့နော်ဒါကျွန်တော်စီးဆွဲထားတဲ့အတိုင်းလေးဖြတ်มาဖြစ်ပါတယ်ကဲဒါလေးကမနေ့တုန်းကဖြတ်လိုက်တဲ့ခုံလေးပါတော်တော်လေးမိုက်တော့ပါပြီဒီမှာကြောက်ကဖြစ်တယ်လို့ပြောအောင်ပေါ့နော်ဒီမှာအပွင့်ရတဲ့နေရာအပွင့်လိုက်မယ်အပွင့်မရတဲ့နေရာကိုတစ္ဆာထုတ်ပါမယ်ဒီကြောက်လေးကို တော်တော်လေးတော့မိုက်တော့ရှယ်ပဲဟောโอเคแกကျွန်တော်မလေးညောင်းကဖြတ်တဲ့ကြောက်လေးကျွန်တော်ဖြတ်ပြီးတော့ဒီဒီမှာပါခုံနေတော်တော်လာပါတယ်เนาะကျွန်တော်ဒါလေးကိုအပွင့်ပြန်လိုက်မှာပါအပွင့်လည်းလိုက်မယ်အပွင့်မရတဲ့နေရာကျရင်ဘဘူးပေါ့เนาะ ပဒီလဲလာမှာဗျဒါပေမဲ့ကျွန်တော်ကအပွင့်ဆိုရင်ပူတံမယ်ထင်လို့လေနော်ပွင့်ပြန်လိုက်ပါမယ်ဒါမှဒါသူရဲ့ဘေးဖြတ်ထားတဲ့ပုံစံလေးကြည့်အစီဒါရှိတယ်ပြီးရင်ကျွန်တော်တမီလေးတစ်ဆက်ထိုးပြပါမယ်ကောဒီမှာဗျ၆ကဒီနာမအနာပါနဲ့မှာအနာအာတွေ့မယ်ထင်တယ်ဒီနာမအဲ့ဒါလေးကိုကျွန်တော်ဖြတ်မယ်ပြန်ဒီဘက်ကရော မာအနာဒီတိုင်းတော့နေရတယ်အကောင်လေးကိုဖြတ်မယ်ဖြတ်ပြီးရင်ဘယ်လိုလာမလဲထပ်ကြည့်ကြည့်အောင်နော်ချက်လေးရတော့တော်တော်လာပါတယ်ကွာတို့စီတားလေးကိုကြည့်ကြည့်음ချစ်စရာလေးကြောင်မျိုးလေးတွေကကဲအတူတူဖြတ်လိုက်ကြရအောင်နော် ဆိုအခုဒီမှာဒီဆွဲထားတဲ့ဟာလေးဖတ်ပြမှာနော်ဒီခုံလေးတွေကိုအခွင့်လိုက်မှဖြစ်ပါတယ်ဘယ်လိုလဲလို့เนาะဘယ်လိုလာမလဲမသိဘူး 后也有在里面。 ချိတ်ကပ်ကဲဒါကျွန်တော်တို့ချိတ်ကပ်ပြမှာဖြစ်ပါလေကြောက်တွေးရင်တော့ဒါကမပါမဖြစ်ပေါ့ချိတ်ကပ်တဲ့နီးစနစ်လေး